အဲ့တော့ပထမဆုံးသူအိမ်မက်မက်တာဗာမက်တုံလို့ဆိုတော့အိမ်မက်ထဲမှာဖရားတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာဟိုခတ်ညိုညိုအညိုရောင်အစင်းပေါ့မျက်စင်းတောင်ရဲ့အရာမျက်စင်းရောင်နွားနဲ့ကြီး၄កောင်နွားနဲ့ကြီး၄កောင်ဟာတွန်တန်နေပြီးပြီးတော့ တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကို အရာလေးမျက်နှာကနွားလက်ကြီးလေးကောင်ဝင်းလာတယ်တဲ့။နွားကြီးတွေကတွန်ပြီးတော့အနဲ့ရောင်နွားကြီးလေးကောင်နွားလာဥဒပလို့ခေါ်တယ်နွားကြီးလေးကောင်တွန်တန်ပြီးပြီးတော့အရာလေးမျက်နှာကနေပြီးတော့ဝင်းလာကြတယ်။ဝင်းလာပြီးတော့တကောင်နဲ့တကောင်ဆောင်ကြတယ်ခွေတော်မဲ့ပုံစံပေါ့။အရာလေးမျက်နှာတောင်းလာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင် ခွေးကြတော့မယ်လို့ဟန်ရေးပြပြီးတော့နိုင်ရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေးမလို့လှုပ်ပြီးတဲ့အခါကျတော့နွားတွေကနွားကြီးလေးကောင်ဟာမခွေးပဲနဲ့တကောင်းတကောင်းရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်ကဲထူးထူးခြားခြား तू ကလည်းကြောင်းခဲ့တဲ့တွေတော်တော်မဲ့တဲ့လူရှိနော်အဲ့လိုနွားလေးကောင်ဟာခွေးမလို့ ခွေကြတော့မလို့ဆိုပြီးတော့တွန်တန်နေပြီးလာပြီးအနိနာကြမှာရှောင်သွားကြတာကိုမြင်လိုက်တော့ဘာများပါလေဒီအိမ်မက်ကပထမဒီအိမ်မက်ကိုတပီတော့မက်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားက သူပြောပြတာနားထောင်ပြီးတော့ရှင်မင်းကြီးတဲ့ဒီအိမ်မက်ကတင်မင်းကြီးအတွက်ဘာမှအကျိုးသက်ရောက်မှုမဖြစ်ပါဘူးတဲ့ဒါဟာ နောက်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကိုဖော်ပြတဲ့အိမေတာဖြစ်တယ်ပေါ့နောက်အချိန်ကြာလို့ရှင်လူလောကကြီးဟာဆုပ်ယုပ်ပြက်ပြားလာလို့ဆုပ်ယုပ်ပြက်ပြားလာတဲ့အခါမှာမိုးခေါင်ရေရှားတော်ရီပြုံးလာတဲ့ပြဿနာတွေပေါ်လာနိုင်တယ်။အဲဒီမှာမေဃပါဒလို့ဆိုရဲမိုးရဲ့အခြေအမြစ်တွေအကုန်လုံးပြည့်စည်ကုန်။အခြေအမြစ်တွေပြည့်စည်ကုန်တယ် မိုးရတဲ့ဆိုတာတောတွေတောင်တွေကနေပြီးတော့ထွက်လာတဲ့အပူငွေးတွေပင်လယ်တွေကတက်လာတဲ့အပူငွေးတွေရေငွေးတွေအဲ့ဒါတွေကကောင်းရင်ရန်တက်ပြီးတော့အပေါ်ကနေပြီးအေးနဲ့တွေ့တဲ့အခါမှာပြန်ရွာချလေရှိတာကိုအဲ့ဒီလိုရေဓာတ်တွေဟာမြေကြီးကနေတက်သွားပြီးတော့မှအပေါ်ကနေပြန်ရေချအေးနောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာလောဘတွေကြီးဒေါသတွေကြီး ဆုတ်ရုပ်လာတဲ့အချိန်ခါမှာဆိုရင်တောတွေတောင်တွေပြုံးလို့ဒီမိုးခေါင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့မိုးရွာဖို့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်တတ်တယ်မြစ်တွေချောင်းတွေတောတွေတောင်တွေအဲ့ဒီကရေကိုရေငွေ့တယ်မရှိတော့ချောင်းတွေ့လာပြီးတော့မိုးရဲ့အခြေအမြစ်ဖြစ်တာတွေအလုံးပျက်စီးလာတဲ့အခါမှာတဲ့ မိုးသားတိမ်လေးတွေကောင်းရင်မှဆင်းလာပြီးတဲ့အခါမိုးရမယ့်ရာသီရောက်တော့လည်းပဲချိန်ပြီးတော့မိုးတွေဟာအရှိကရောတောင်ကရောနောက်ကရောမြောက်ကရောဆိုရလို့တက်လာပြီးတဲ့အခါကျတော့မိုးတံတွေပေးပြီးတော့မရွာပဲနဲ့တိမ်တွေလွင့်ဆင်ပြီးတော့သွားတာမျိုးအဲ့ဒီမိုးခေါင်ရေရှားတဲ့အနေထားတွေဟာနောက်နှစ်ပေါင်းကြာလာတဲ့အခါမှာ ကဘာကြီးမှာဖြစ်ပေါ်လာလိမ့်မယ်တဲ့ဖြစ်ပေါ်လာနိုင်တယ်ဆိုတော့ဩကောသရမင်းကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း1600လောက်ကမက်ခဲ့တဲ့အိမ်မက်ဟာဒီကနေ့မှာမိုးကောင်ရေရှားတယ်ဆိုတာဖြစ်ပေါ်လာနေတယ်ပေါ့ဒီလိုဆိုတာအဲ့တော့အခြေအနေတစ်ခုဟာအเจ้าမဲ့ဖြစ်လာတာမဟုတ်ဘူးအเจ้าမဲ့ဖြစ်လာတာမဟုတ်ဘူးအလုံးဟာပူနွေးပြီးတော့လောကကြီးမှာရေဓာတ်မြေဓာတ်တွေဆုပ်ယုပ်လာပြီးတဲ့အခါမှာ မိုးရွာဖို့အခြေအနေတွေဟာအလွန်နှဲလာအလွန်နှဲလာသည့်အတွက်ကြောင့်လူတွေဟာသီးနှံတွေစိုက်ပျိုးမိုးရွာတော့မယ်လို့ထင်သီးနှံတွေစိုက်ပျိုးထားတဲ့အချိန်မှာမိုးကမရွာတဲ့အခါမှာကော်ပဲသီးနှံတွေလည်း၆တွေ့ပျက်စီးကုန်တယ်တဲ့မိုးခေါင်ပြီးတော့အရလေးပြန်လာတက်လာတဲ့မိုးတွေဟာချိန်လာပြီးတော့မမမရွာပဲနဲ့မိုးခေါင်ရေရှားမှုတွေကိုမကြာခဏဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုး နောင်ကြလို့ရှိရင်ဖြစ်လာလိမ့်မယ်ဆိုတာကိုရည်ရွယ်ပြီးတော့အဲ့ဒီနောင်မှာ ဖြစ်ပေါ်လာမဲ့အခြေအနေတရက်ကိုယခုအချိန်ကကြိုတင်ပြီးတော့မက်ထားပါတင်မင်းကြီးလက်ထက်မှာဒီအိမ်မက်ရဲ့အကျိုးဟာဘာမှဖြစ်အောင်မှမဟုတ်သေးပါဘူးနောင်နှစ်ပေါင်းကြာလာတဲ့အခါကျတော့လောကကြီးဟာဆုံးလာပြီဆိုရင်ဒီအကျိုးတရားမှုတွေပေါ်လာပါလိမ့်မယ်လို့ရသော်ဘုရားအဲ့ဒါလို့ဟောခဲ့တယ်နော်အဲ့လိုဟောတယ် နောင်ကျမှအကျိုးသက်ရောက်မှာခုချိန်မှာမဖြစ်သေးဘူးလို့ဆိုဘုန်းကြီးတို့စဉ်းစားကြည့်မိတယ်ဘုန်းကြီးတို့စင်ကူကရွာပေါ့လေကိုယ့်ရဲ့ဇာတိရွာဇာတိရွာရဲ့ဇာတိရွာကမြေကမ်းခြေမှာရှိတယ်မြေကမ်းခြေကအေယာဝတီမြစ်မြစ်ခွဲကလေးမြောင်မြစ်လို့ခေါ်တယ်အေယာဝတီမြစ်လက်တက်ကလေးအေယာဝတီမြစ်မကြီးကခွဲထက်လာပြီးတော့မြစ်လက်တက်ကလေးမှာ အဲ့ဒီကမ်းခြေမှာဘုန်းကြီးတို့ရွာရှိတယ်ပေါ့အဲ့ဒီမြင့်နဲ့ပတ်သက်ပြီးတော့၃ငါလောက်မဖူးတာကိုမှတ်မှတ်ရရှိတယ်အိမ်မက်ထဲမှာအဲ့ဒီမြင့်ကြီးတွေဟာခန်းသွားပြီးတော့6ကဘာကြီးတွေလို့ဖြစ်ပြီးဟိုဘက်ဒီဘက်ကိုလမ်းလျှောက်ပြီးတော့သွားလို့ရတဲ့ဟာကို၃ငါလောက်မဖူးတယ်မြင့်ကြီးတွေဟာခန်းသွားပြီးမရှိတော့ဘူးဟောကနေ့ခင်မှာတတော်ကိုနီးဆက်လာတယ်အဲ့ဒါအိမ်မက်မက် အခုဆိုမြေကလေးကတော်တော်လေးကိုကျင်းသွားပြီးတော့တချို့နေရာတွေဆိုလို့ရှိရင် ဖြတ်ကူးလို့တောင်ရနေပြီးတောင်နေထိုးပြီးတော့အဲ့ဒီမြေလက်တက်လေးဟာတပြေးပြေးနဲ့တိမ်ကောပပျောက်သွားမယ်အနေထားမျိုးလားလို့စိတ်ထဲမှာတောင်းပါပဲဒီမှတ်နေမိတယ်ပေါ့နော်မေတ္တာဟာလွန်ခဲ့တဲ့10နှစ်လောက်ကတော့15နှစ်လောက်ကတော့အဲ့ဒါမေတ္တာ3ခါလောက်မဲ့ဖူးတယ်ပေါ့အဲ့ဒီမြေကျောဟာ ရေတွေခန်းသွားလို့ဟိုဘက်ရွာကိုကုန်းချောင်းလျှောက်သွားရတယ်လို့အိမ်မက်မက်ခဲ့တယ်ပေါ့ဒီမိတ်မြေလေးမြစ်ကလေးဟာခုချိန်မှာတဖြည်းဖြည်းရေတွေတိမ့်လာတာကိုတွေ့ရတယ်ခုဆိုလို့ရှိရင်တော်တော်လေးကမ်းခြေတစ်ဖက်နဲ့တစ်ဖက်ဟာတောင်တွေထွန်းပြီးတော့နီနီကလေးဖြစ်လာတယ်တချို့နေရာမှာဆိုရင်ဖြတ်ကူးလို့တောင်ရတဲ့အနေအထားမျိုးတွေရေနေတဲ့အချိန်မှာဖြစ်လာအဲ့တော့အိန္ဒိယနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားအလောင်းတော် သပိတ်မျောရွှေခွက်မျောခဲ့တဲ့နေရင်စရာမြစ်ဆိုတယ်အိန္ဒိယဘုရားဘုရောက်တဲ့လူတွေတွေ့မှာအခုတဲเจ้าကြီးဖြစ်နေပြီလေတဲเจ้าကြီးဖြစ်နေပြီရှေးမရှိတော့ဘူးအဲ့တော့တစ်ချိန်တစ်ခါကျတော့ဖြစ်လာမယ်ဆိုတဲ့အနေထားတွေကိုကြိုတင်ပြီးတော့မေတ္တာများလာလို့စိတ်ထဲမှာဒီလိုမှတ်မှတ်မိတယ်ပေါ့နော်အဲ့တော့ပုဗ္ဗနိမိတ်တာဆိုတာတွေဟာလောကမှာဖြစ်လာမယ်အနေထားတစ်ခုတွေကိုမက်တတ်တယ်ဆိုတာဒါသဘာဝတစ်ခုပဲပေါ့ ကောသရမင်းကြီးရဲ့ဒီနွားကြီးလေးကောင်ဟာတကောင်နဲ့တကောင်ဝှေ့ကြတော့မယ်ခွေ့ကြတော့မယ်ဆိုတဲ့အနေထားနဲ့ဟန်ပြပြီးတော့လာပြီးရှောင်ထွက်သွားတာမျိုးလို့မိုးတွေဟာလည်းပဲမိုးလုံးတွေဆင်းလာပြီးတဲ့နောက်နောက်ဆုံးမှာတစ်က်မှမကြဘဲနဲ့မိုးတွေဟာပြက်ပြဲသွားတာမျိုးတွေလောကကြီးမှာလည်းမကြမကြတွေ့ရတာမျိုးတွေရှိတယ်ပေါ့အဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်လာလို့ရှိရင်မိုးကောင်ရေရှားခြင်းတံကို ခံရပြီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီနိုင်ငံတွေမဖြစ်ထွန်းလို့ရိခါရီပြတ်လို့ဆင်းရဲဒုက္ခရောက်ကြရတာဆိုတာဒေတာအလိုက်မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့နောင်ခါမှာဖြစ်ပေါ်လာမဲ့အနေထားတစ်ခုကိုစွဲမဲ့ပြီးတော့အခုလိုကောသရမင်းကြီးဟာအိမ်မက်မက်ခဲတာဒါကြောင့်မို့ကောသရအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုရှိနေတယ်ဆိုတာသိကြတယ်ပေါ့ဒီလိုဆိုလိုတာ ငယ်ငယ်တုန်းကတော့စဉ်းစားတယ်ကောသလအိမ်မက်ကဘာဖြစ်လို့ဗမာပြည်မှာလာပြီးတော့မှန်ရမှာလဲသူကကလာအိန္ဒိယနိုင်ငံမှာမက်တာအိန္ဒိယပဲဖြစ်တဲ့နယ်လို့ငယ်ငယ်တုန်းကတော့အဲ့လိုတွေးမိတယ်အမှန်ကတော့လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘယ်နိုင်ငံပဲဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အိမ်မက်တစ်ခုလို့ဒီလိုမှတ်ယူတော့ဒါကြောင့်မို့ဒေတာအလိုက်လောကကြီးဟာဆုပ်ပြပြလာပြီဆိုရင်မိုးကောင်ကြီးရှားမှုတန်းကို ကဘာမှာခံရမှာဖြစ်လို့သိပ္ပံဆရာတွေကရေရှားတဲ့ဓာတ်นี่ဖြစ်ပေါ်လာနေမယ်ဆိုတာကိုအကျဉ်းချင်းတတိပီးစကားတွေရေးသားနေကြပြီပေါ့တနေ့ကျရင်ရေချိုတွေကဘာမှာရှားသွားလိမ့်မယ်ဆိုတာကိုတတိပီးနေကြတယ်ပေါ့ဒါကကောသလအိမ်မက်16ချက်တည်းကနံပါတ်1သူမက်တဲ့အိမ်မက်လေးတစ်ခုပဲ